ောက်ပေပက်လေတဲအင်ငယ်ထဲမှာခေါမိုးဝော်ကတဆင်ထိုးချနေသောနေကွက်တို့ကမကြမ်းခင်တစ်ခုလုံးကိုဖြန့်ကျက်ထားသည်နေအိမ်ထဲတွင်ထိုင်နေသောအသက်18နှစ်အရွယ်မတ်ဝင်းဝင်းချီမှာထိုးချလာသည့်နေကွက်များကိုမြင်နိုင်စွမ်းမရှိတော့လေနေပူချိန်ကိုခန်းစားရသောကြောင့်ရက်တောင်ကိုသာအဆက်မပြတ်ခနေရသည်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကကျေးရွာတစ်ခုအနီးတွင်ဆောက်လုပ်ထားသော အဆိုပါတဲအိမ်ငယ်မှာမဝင်းဝင်းချေတို့မိသားစုအတွက်မြတ်တာအိမ်ကလေးဟုပင်ဆိုရပေမည်။အကြောင်းကားကျေးရွာသားတို့၏နိုင်ရာတာဝန်မှဝိုင်းဝန်းကူညီပေးမှုဖြင့်အဆိုပါတဲအိမ်ငယ်ကိုဆောက်လုပ်ထားခြင်းကြောင့်ဖြစ်သည်။ကြောက်ဖြူမျိုးနယ်ရှိဒညဝရီရေရက်ဌာနချုပ်အနီးတစ်ဝိုက်တွင်တိုက်ပွဲစတင်ဖြစ်ပွားလာသည့်ဖြင့်မဝင်းဝင်းချေတို့မိသားစုမှဇာတိစီမော်ကျေးရွာကိုစုံခွာပါ။ ယခုနေရာသို့တိမ်းရှောင်လာခဲ့ကြသည်တညဝရီရေရက်ဌာနချုပ်နှင့်နှမိုင်ခန့်အကွာတွင်ရှိသောစီမော်ကျေးရွာအနီးတွင်ဖေဖော်ဝါရီလ20ရက်နေ့မနက်9နာရီခန့်တွင် စစ်ကောင်စီနှင့်အာရခတပ်တော် AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်တနက်ပြစ်တံတွေအရင်ကြားရတယ်ပြီးတော့တိတ်မကြဘူးမိုးကြိုးပြစ်တံလိုပောက်ကွဲတံတွေကိုပါဂျွာနာကထတ်ကြားရတယ်ကိုကမမြင်ဘူးဆိုတော့သူများတွေလိုဘယ်ကိုပြေးလို့ပြေးရမှမသိဘူး အဲ့ဒီအချိန်တငယ်စိတ်တွေဝင်ပြီးအရန်ကြောက်ခဲ့ရတယ်ဟု တိုက်ပွဲတန်နေကြောင်းဆိုရင်ပူပန်ခဲ့ရပုံကို မဝင်းဝင်းချီကပြန်ပြောပြသည်မဝင်းဝင်းချီတို့မိသားစုတွင်မိခင်ဖခင်နဲ့အသက်၁၀နှစ်အရွယ်မောင်လေးတဦးတို့ရှိသည်တမီးအကြီးဆုံးဖြစ်သည့်မဝင်းဝင်းချီမှာမွေးရပါအမြင်အာယုံချို့တဲ့သူတဦးဖြစ်သည်ဖခင်ဖြစ်သူမှာလည်းပုံမှန်မဟုတ်သောဆက်ယောဂဝေဒနာခံစားနေရသည် မောင်ဝင်းချေတို့မိသားစုပေါ်စီမွန်ချေးရွာသားများကဖိမဆောင်းရှောက်ခဲ့ကြတော့လေတိုက်ပွဲဖြစ်ွားလာမှုကြောင့်မောင်ဝင်းချေတို့အပါအဝင် စီမွန်တရွာလုံးမှာနေအိမ်များကိုစွန့်ခွာခဲ့ကြရသည်လက်ရှိမှာကြောက်ဖြူမြို့နယ်ကချေးရွာတရွာအနီးတွင်မောင်ဝင်းချေတို့မိသားစုနေထိုင်ရန်တဲအိမ်ငယ်တစ်ခုကိုရွာသားများကဆောက်လုပ်ပေးထားကြတော့လေမိုးရသည့်ကာလကိုဖြတ်ကျော်ရန်အတွက်မောင်ဝင်းချေတယောက်စိုးရိမ်မှုများရှိနေသည် ကို့မမပတ်စံမရှိတာသူများတွေကစေတနာရှိလို့စောက်ပေးထားတဲ့အိမ်ဆိုတော့အဆင်ပြေတယ်လို့နေရမှာပဲရာသူအထုကိုပဲမဲ့အခုကတော့အဆင်ပြေပါတယ်မိုးရသည်ရောက်လို့မိုးရမ်းကြီးရွာလာရင်တော့တမျိုးပေါ့အဲ့ဒီချိန်ကျရင်လုံလုံချုံချုံဖြစ်ဖို့လိုတယ်လေဟုမဝဝင်းချေကပြောသည်မဝဝင်းချေဖခင်ဖြစ်သူမှလည်းယခုအခါ ိတ်ကျမ်းမာရေးချိန်နေပုံမှုဆိုးရွားလာသဖြင့်မိသားစုစားဝတ်နေရေးအတွက်အမိခင်ဖြစ်သူကနှီးစရာကြေးရွာများတွင်တွားရောက်အလုခံနေရသည်မဝဝင်းချိန်ဤမိခင်ဖြစ်သူဒေါ်စောနုကလင်ယောက်ျားရဲ့စိတ်ကျမ်းမာရေးကတစ်နေ့တစ်နေ့ပိုဆိုးလာတယ်စိတ်ကမမှန်တော့ဘူးတမိကလည်းမျက်စိမမြင်ဘူးအခုကာလမှာကလူတိုင်းပြေးလွှားနေကြရတာဆိုတော့အလောက်ကင်ကလည်းမရှိဘူး ။ဒီတော့နီးစရာရွာတွေကနေစားစရာတွေလူခံပြီးအသက်ဆက်နေရတယ်လို့ပြောသည်။တိုက်ပွဲများမှာကြောက်ဖြူမြို့နယ်အတွင်းကစစ်ကောင်စီတညဝရီရဲတပ်ဌာနချုပ်အနီးတဝန်းရှိဦးကင်းစက်တိန်ကျွာနဲ့အမှတ်30နှစ်ရဲတပ်ရင်းအနီးရှိမင်းတပ်တောင်းပြိုင်းစိတ်ခေခန္ဒီကျွာများအနီးကိုပါတစားစားဖြင့်ကျယ်ပြန့်လာခဲ့သည်တိုက်ပွဲများကြောင့်စီမော်စစ်တော်စက်တိန်ဦးကင်းကြံချိုင် မင်းတပ်တောင်း ကျိုင်းစိကိခန္တီဒုမတောင်မတူတော့စသည်ကျေးရွာ20ကျော်မှဒေသခံ4000ခန့်မှစစ်ပေးတင်းရှောင်နေကြရသည်စစ်ပေးရှောင်များတဲ့တွင်အငြင်းအာယုံချွတ်တဲ့သူခနာကိုမတန်သူစုစုပေါင်း125ဦးထက်မနည်းပါဝင်ကြောင်းစစ်ပေးရှောင်အရေးပေါ်ကော်မတီချောက်ဖြူမျိုးနယ်၏စည်းရင်းများအရသိရသည် မတန်ဆွမ်းစစ်ပေးဆောင်တချို့မှာတိုက်ပွဲကြမှာခက်ခက်ခဲခဲထွက်ပြေးလာခဲ့ရပြီးစားတော့စရာရိတ်ခါများပါမလာသဖြင့်အခက်ခဲများစွာကိုဖြတ်တန်းနေကြရသည်ကြောက်ဖြူမြို့နယ်ကြံချိုင်ကျွော်မှာအသက်30အရွယ်မတ်တင်ရွှေမှာငယ်စဉ်ကတည်းကဘယ်ဘက်ခြေတော်ဖြတ်တောက်ထားရသဖြင့်ခနာကိုမတန်ဆွမ်းသူတဦးဖြစ်သည်တိုက်ပွဲဖြစ်လာချိန်တွင်အသက်80အရွယ်မိခင်အိုနှင့်အတူဘေးလွရာသို့ခက်ခက်ခဲခဲဖြင့်ထွက်ပြေးလာခဲ့ရကြောင်းပြောသည် ်လဲတော်တွေခြုံတွေပြီးတော့တောလန်းတွေကနေပြေးလာခဲ့ရတာဆိုတော့ပုံမှလဲကြဒီမှလဲကြနဲ့ခြောက်တွေကွဲတယ်ဒူးတွေလည်းပြဲတယ်ပြီးတော့မှဒီဘက်ကိုရောက်လာကြတာစားတော့ဆရာလည်းဘာမှပါမလာဘူးဒီလိုပဲလူတွေရဲ့ပေးကမ်းမှုနဲ့စားတော့နေရတယ်ဟု မတ်တွင်ရှိကပြောသည်ကျောက်ပြုံမျိုးနဲ့အတွင်ကစစ်ပေးဆောင်များမှာ အမိုးကမလုံခြုံခြင်းစေဝါနဲ့စားနပ်ရိတ်ခါလိုအပ်ချက်များရှိနေကြသည် ရင်းတို့အထက်တွင်ကလေးတငယ်တကြီးရွယ်အိုနှင့်မတန်ဆွမ်းရှိသည့်မိသားစုများမှာအကြံတဲပုံမှုကြုံတွေ့နေကြရပါသည်လူဦးရေ90ကျော်ရှိသည့်မြန်မာနိုင်ငံတွင်မတန်ဆွမ်းလူဦးရေ6တန်းခန့်ရှိကြောင်း2019ကြာပြတ်သကောင်စင်ရရတရသည် ရင်းထဲကလူဦးရေ3တန်းကျော်သာရှိသောရခိုင်တွင်မတန်ဆွမ်းသူ9သိန်းကျော်ရှိသည်။ DMG သတင်းဌာနမှမှတ်တမ်းတင်ထားသည့်စည်ရင်းတွေအရရခိုင်တွင်မြို့သိမ်းတိုက်ပွဲစတင်ချိန်မှ2024ခုနှစ်နိုဝင်ဘာလအထိစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစစ်ကြောင်းထိုးတပ်ဖြတ်မှုမြေမြုံမိုင်းပောက်ကွဲမှုတို့ကြောင့်အရတား605ဦးသေဆုံးခဲ့ရပြီး1055ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ရင်းနှုတ်ရည်ကျူးဆက်ဖြင့်လူဦးရေ900ကျော်မတန်ဆွမ်းဖြစ်ခဲ့ရသည်ကျောက်ပြုံမြို့နယ်အတွင်းတွင်စစ်ဘေးပြိပခါတွေကြောင့်အရသာ15ဦးထပ်မင်းသေဆုံးခဲ့ရပြီးတရားရသူ30ဦးထပ်မင်းရှိလာသည်။ရင်းတို့အထဲတွင်တရားပြင်းထန်သူ20ဦးကမှကိုလက်အင်ကဖြတ်တောက်ခဲ့ရသည်။လက်ရှိတွင်လူမှုကူညီရေးအဖွဲ့တချို့ကစစ်ဘေးရှောင်များကိုကူညီထောက်ပံ့မှုတချို့ရှိနေတော့လဲမတန်ဆွမ်းစစ်ဘေးရှောင်များအတွက်ကလိုအပ်ချက်များစွာရှိနေသေးသည်။ စစ်ကောင်စီရဲ့အရက်သားနေထိုင်ရာများကိုတိုက်ခိုက်မှုလမ်းပိတ်ဆို့မှုရိတ်ခါဖျက်တောက်မှုအပါအဝင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖျက်တောက်ခံထားရမှုများမှာလူသားချင်းစာနာထောက်ထားရေးအကူအညီများအတွက်အဟန့်တားဖြစ်စေကြောင်းလူမှုကူညီရေးဆောင်ရွက်နေသူများကပြောသည်ဖုန်းလိုင်းနဲ့အင်တာနက်ဖျက်တောက်ခံထားရမှုများသည်စပေးဆောင်များရဲ့ခက်ခဲကို လူမှုသိရှိမှုအားနည်းခြင်းနဲ့အတူ လူမှုကူညီရေးအလူငွေများရရှိရေးအတွက်လည်းအဓိကစိန်ခေါ်မှုဖြစ်ကြောင်းစစ်ပေးဆောင်အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီကြောက်ဖြူမျိုးနယ်တာဝန်ခံကိုအောင်အောင်ကပြောသည်စစ်ပေးဆောင်တွေဘလို့ခက်ခဲတွေရှိနေတယ်ဘာတွေလိုအပ်နေတယ်ဆိုတာကိုလူတွေသိဖို့နဲ့ပြီးတော့အလူရှင်တွေသိဖို့အတွက်အင်တာနက်ကအရေးကြီးပါတယ်အလူရှင်တွေနဲ့အများကြီးချိတ်ဆက်နိုင်တော့ဒီခက်ခဲတွေမနေ့အဆင်ပြေသွားနိုင်တယ်ဒါကြောင့်စက်တွေရေးခန္ဓာကအရန်ရေးပါတယ်ဟုကိုအောင်အောင်ကပြောသည် ပြီးခဲ့သော NLD အစိုးရလက်ထက်ကဂျကိုင်းတွင်မတန်ဆွမ်းအရေးနှင့်ပတ်သက်၍ NGO, INGO, စသည့်အဖွဲ့အစည်း30ခန့်ရှိခဲ့ပြီးမတန်ဆွမ်းရေးကိုအပြည့်အဝမဆောင်ရွက်နိုင်မီစစ်တပ်အာဏာသိမ်းမှုပေါ်ပေါက်ခဲ့သဖြင့်မေးမြန်းသွားခဲ့ရသည်။ငကိုကလေးကလူမှုထောက်ပံ့ရေးအကူအညီကဲမဲ့နေသောမတန်ဆွမ်းသူများမှာ စစ်မှတ်ဖြစ်ပွားမှုကြောင့်တပံဆင်းရဲဒုက္ခမျိုးစုံကိုရင်ဆိုင်နေကြရပြီးအနာဂတ်အတွက်စိန်ခေါ်မှုများစွာဖြစ်ပေါ်နေကြရသည်လက်ရှိတွင် အစဉ်မပြေမှုမျိုးစုံဖြင့်ရုန်းကန်နေကြရသောမတန်ဆွမ်းသူတို့မှာညီတို့သောအကူအညီထောက်ပံ့မှုကိုမစိုးလိုအပ်လျက်ရှိနေသည်မျက်စိမမြင်တဲ့သူတွေနဲ့အဲ့လိုမတန်ဆွမ်းတဲ့သူတွေကိုအစိုးရနဲ့နိုင်ငံတကာတွေကပတ်စံပေးတာမျိုးဆိုတာက TV မှာတော့အတန်ကြားဘူးတယ် လိုမျိုးရရင်တခုခုလောက်ကင်စားတော့ဖို့အဆင်ပြေမှာဆိုတော့ကိုလည်းရဘူးကျင်တာပေါ့အခုလောလောဆယ်ပါတော့ပဝင်းချင်းကတနာလိုပေးတဲ့အကူအညီနဲ့ပဲအသက်ဆက်နေရတယ်ဟုမတ်ဝင်းဝင်းချီကပြောသည်ယခုမြောက်ဝေတင်ဆက်ပေးထားတဲ့ဆောင်းပါးကိုရေးသားသူကတော့မိုးပေါက်ဖြစ်ပါတယ် ဒီဇောင်းဘွားကိုဒီကနေ့2025ဂျွန်လ20ရက်နေ့ TNG သတင်းဌာနမှဖော်ပြထားတာဖြစ်ပါတယ်ရှင်။ဇောင်းဘွားရှင်နဲ့သတင်းဌာနတို့ကိုအထူးအကျေးဇူးတင်ပါတယ်။ဗီဒီယိုကိုဆုံးဖြတ်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်2တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။